ယေရှုရှင်ညီကိုမောင်နှမများအားလုံးမင်္ဂလာပါဗျ။ရောင်နီဦးအီလက်ထရောနစ်ပြုကြည်ရေးကနေကြိုဆိုပါရစေ။ဒီနေ့ကျွန်တော်မျှဝေပေးမှာကတော့ TV ကအတန်လာပြီးတော့ရုပ်မလာဘူး။အတန်လာပြီးတော့ရုပ်ကိုမှိန်မှိန်လေးပဲမြင်နေရတယ်။ပါဝါတော့ဖွင့်လို့ရတယ်။ ပိတ်လို့ရတယ်ဒါပေမဲ့ဘာမှမမြင်ရဘူးဘာမှလည်းမကြားရဘူးမိမိရဲ့အိမ်ကတီဗီဒါမျိုးဖြစ်နေပြီဆိုရင်တော့ဖြစ်နိုင်ကြီးအချက်၃ချက်ရှိနေပါတယ်နံပါတ်၁အချက်တီဗီမှာပါတဲ့အလင်းပေးတဲ့စနစ်အလုံးမလုံးတော့တာပါတီဗီထဲမှာ ကျွန်တော်တို့ကြည်ကျင်တဲ့ရုပ်တွေကိုမြင်ရဖို့အတွက်အလင်းပေးတဲ့စနစ်တွေကိုထည့်သွင်းတိဆောက်ထားပါတယ်။ဥပမာပေးရရင်အိမ်မှာမီးထွန်းထားတဲ့လေးပေဖန်ချောင်းတွေလိုပါပဲ။ဖန်ချောင်းမီးလင်းနေရင်တဲတဲကွဲကွဲမြင်နေရတယ်လို့ဖန်ချောင်းမီးမလင်းလို့ရင်တော့တဲတဲကွဲကွဲမမြင်ရတယ်လို့ပါပဲ။ဖန်ချောင်းမီးလင်းမှုအတွေ့ချုပ်ရဲ့ ဖန်ချောင်းရေပါဝင်တယ်လို့တီဗီထဲမှာပါတဲ့အလင်းပေးစနစ်မှာလေချုပ်ပုံစံမျိုး back light driver ဘိုင်းနဲ့ဖန်ချောင်းပုံစံမျိုး back light medium တွေပါဝင်ပါတယ်တီဗီထဲမှာပါတဲ့ချုပ်ပုံစံမျိုး back light driver ဘိုင်းမကောင်းရင် အလင်းမထွက်နိုင်တယ်လို့ဖန်ချောင်းလူမျိုး back light medium တွေကျွန်းနေရင်လည်း အလင်းမထွက်နိုင်ပါဘူးအဲ့ဒီအလင်းပေးတဲ့စနစ်ဘက်ကတခုခု မကောင်းလို့အလင်းမထွက်တော့ဘူးဆိုရင်အတန်ကြာရပြီး ရုပ်မမြင်ရဘူးဆိုတဲ့ပြဿနာမျိုးအတန်လာပြီးတော့ရုပ်ကိုမိမ့်မိန်လေးပဲမြင်ရတယ်ဆိုတဲ့ပြဿနာမျိုး ਨੇ ကြုံတွေ့ရမှာဖြစ်ပါတယ်အဲ့ဒီလို ပြဿနာမျိုးဖြစ်လာပြီးဆိုရင် ကျွမ်းကျင်နဲ့ဆက်စရာနဲ့ပြပြီးစစ်ဆေးပြုပြင်လိုက်ရင် မိတ်ဆွေအတွေ့ပုံမှန်ကြည့်နေကြ TV တလုံးကို ပြန်ရမှာအတေကြပါပဲဒီနေ့ကျွန်တော်စီလမ်းအပ်တဲ့ TV လေးကတော့ Mi MI 53လက်မှာ TV လေးဖြစ်ပါတယ်အတန်တာကြားရပြီးတော့ရုပ်မမြင်ရလို့လမ်းအပ်တာပါ စစ်ဆေးကြည့်တဲ့အချိန်မှာ TV က backlight မီးတမ်းတွေကျိုးနေတာကိုတွေ့ရပါတယ်အဲဒီ backlight မီးတမ်းတွေကိုလဲလှယ်ပေးလိုက်တဲ့အခါပုံမှန်ကောင်းမွန်တဲ့ TV လုံးကိုပြန်လဲရရှိခဲ့ပါတယ်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပါတယ် ပြောပြဖို့ကြံသေးတဲ့အချက်နှစ်ချက်ကိုလည်းနောက်ဗီဒီယိုဒီမှာထပ်ပြီးတော့မျှဝေပေးပါဦးမယ်ခင်ဗျစောင့်ပြီးတော့ကြည့်ရှုအားပေးဖို့ဖိတ်ခေါ်ပါရစေမေးခြင်းနဲ့မေးခွန်းလေးတွေနဲ့အကြံပေးစရာလေးတွေ ရှိရင်လည်းကွန်မန့်မှာ ရေးသွားပေးဖို့ဖိတ်ခေါ်ပါရစေဗျကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျ